တိုင်းသားလူမျိုးတွေကသူတို့လူမျိုးနဲ့ကိုက်ညီတဲ့ပညာရေးစနစ်ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။နံပါတ်၄ချက်ဒုတိယချက်ကတိုင်းသားလူမျိုးတွေနေထိုင်တဲ့ဒေသတွေမှာသူတို့ကလေးတွေအတွက်ကျောင်းများထူထောင်ပိုင်ခွင့်ရှိတယ်။တတိယချက်ဒေယုံညွန့်နှံ့တွေတိုင်းသားလူမျိုးတွေကသူတို့နဲ့ကိုက်ညီတဲ့ဒေယုံညွန့်နှံ့များပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ဒီသရုပ်ထချက်ကလူမျိုးအသီးသီးမှာအစဉ်အလာအသိဉာဏ်ပညာတွေရှိတယ်လေ local wisdom ဆိုတော့အရာဒီကိုကျောင်းတင်ကားစာမှာသင်ကြားပိုင်မှာရှိတယ် နောက်ပါလာစကဒီတိုင်းသားလူမျိုးတွေကဒီကလေးတွေကသူတို့နားလေတဲ့ဘာသာစကားနဲ့တင် जा ပိုင်ခွင့်အเจ้าမှာတင် जा ပိုင်ခွင့်ဆိုတော့ဒီအချက်တွေကအရင်ကျွန်တော်တို့စေအုပ်ချုပ်ရေးခဲ့မှာမရခဲ့ဘူးလေမရခဲ့ဘူးတိုင်းရင်းသားလူမျိုးတွေထူထောင်တဲ့အเจ้าနေအဲစေအစိုးရကအတိအမှတ်မပြုခဲ့ဘူးအဲတော့တည်ုံညွှန်းနှန်းနေအပြည်မအစိုးရကပြတ်ထန်းတဲ့တည်ုံညွှန်းနှန်းကိုပဲတိုင်းရင်းသားဒေသတွေမှာတင်ရတယ်နောက်တစ်ခါတည်ုံညွှန်းနှန်းနေမှာရေးတဲ့အသိဉာဏ်တွေက အုပ်ချုပ်တဲ့အစိုးရကတံမိုးထားတဲ့အသိဉာဏ်ပေါ့။များသောအားဖြင့်မြန်မာလူမျိုးတွေရဲ့အသိဉာဏ်ပညာတွေရင်းကျင်းမှုတွေကတွန်းမှုတယ်။နောက်ဘာသာစကားကမြန်မာနိုင်ငံရဲ့အရင်ပညာရေးစနစ်မှာဒီဗမာစကားကိုပဲကျောင်းသုံးပြဋ္ဌာန်းတော့ဖတ်စာအုပ်တွေကလည်းဗမာလိုရေးတယ်၊ဆရာကရှင်းပြရင်လည်းဗမာလိုဆိုတော့တိုင်းသားဒေသကကလေးတွေမှာအခက်အခဲဖြစ်ရတယ်။ဒါအရင်တုန်းကစေအုပ်ချုပ်ရေးကာလမှာမရခဲ့တဲ့တိုင်းသားတွေရဲ့ပညာရေးခွင့် အခုဒီ Federal Democracy ပညာရေးမူဝါဒမှာတိုင်းရင်းသားလူမျိုးတွေရဲ့ပညာရေးဆိုင်ရာခွင့်ရပညာရေးဆိုင်ရာလွတ်လပ်ခွင့်သူတို့ရဲ့ပညာရေးစနစ်ရေးဆွဲပိုင်ခွင့်ရှိတယ်ကျောင်းတွေထူထောင်ခွင့်ရှိတယ်တရားညွှန်းနှံတွေပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်သူတို့လူမျိုးတွေရဲ့အသိဉာဏ်ပညာတွေကိုကျောင်းသင်ခန်းစာမှာထည့်သွင်းသင်ကြားပိုင်ခွင့်ရှိတယ်သူတို့လူမျိုးတွေရဲ့ဘာသာစကားကိုသူတို့ကလေးတွေအတွက်ကျောင်းသုံးဘာသာစကားဖြစ်နေပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်ဒါဒုတိယအခြေခံတဲ့မူဝါဒပါတိုင်းရင်းသားလူမျိုးတွေရဲ့ပညာရေးဆိုင်ရာ ကိုပိုင်ပြတ်တန်းခွင့်